တီဘောမျိုးနဲ့နမ်တူမျိုးကိုစစ်ကောင်စီတပ်ကတပြိုင်တည်းလေချောင်းတိုက်ခိုက်လို့အရတားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တောင်ပြည်ကျောင်းမဲခရိုင်တီဘောမျိုးနယ်နဲ့နမ်ဆန်ခရိုင်နမ်မတူမျိုးနယ်တို့ကိုစစ်ကောင်စီတပ်ကတပြိုင်တည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတော့တီဘောမျိုးနယ်မှာကလေးငယ်2ဦးအပါဝင်အရတားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလ6ရက်မနေ့9:43မိနစ်အချိန်မှာတီဘောမျိုးကိုဘုံကျဲတိုက်ခိုက်ပြီး 9:49မိနစ်အချိန်မှာတော့နမ်တူမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တီဘိုမြို့ကိုပြန်ဆက်ယုံဟောင်းတနေရာနဲ့ဆက်စုရက်ွက်မှာဘုံကြားရောက်ပောက်ကွဲခဲ့ပါတယ်။ယုံအဆောက်ဦးလည်းပျက်စီးခဲ့ပြီးတော့အရတားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နမ်တူမြို့မှာတော့ရက်ွက်နှစ်ဈေးအနီးမှာဘုံတလုံးကြားရောက်ပောက်ကွဲခဲ့ပြီးလူနေအိမ်အချို့ပျက်စီးသွားပါတယ်။အောက်တိုဘာ၄ရက်နေ့တုန်းကလည်းတီဘိုမြို့ဆက်စုရက်ွက်မှာပေါင်250ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ရမှာ။ ာတင်ကျောင်းတစ်ကျောင်းနဲ့ဘုံကြီးကျောင်းဝင်းထဲကကျောင်းဆောင်နှစ်ဆောင်အပါဝင်လူနေအိမ်73လုံးထိခိုက်ပျက်စီးသွားပါတယ်ပျက်စီးသွားတဲ့စာတင်ကျောင်းကတော့အထက်ကနှစ်စာတင်ကျောင်းဖြစ်ပြီးဘုံကြီးကျောင်းကတော့ကျောင်းစုရွာကဘန္နာကျောင်းကျောင်းဆောင်နှစ်ဆောင်နဲ့အရတပီတူနေအိမ်တချို့တွေပျက်စီးသွားပါတယ်စစ်ကြေဖို့မလိုက်နာတဲ့စစ်ကောင်စီတပ်ဟာအရတပီတူတွေကိုရွေချက်ရှိရှိလေးကျောင်းတိုက်ခိုက်မှုတွေ drone တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေနေစဉ်ပြုလုပ်နေပါတယ် စစ်ကောင်စီတပ်ကလူခွင်ရေးကလေးခွင်ရေးနဲ့စစ်ရဆွေးမှုတွေကိုနေ့စဉ်ကျူးလွန်ချိုးဖောက်နေပါတယ်ခင်ဗျာကျွန်တော်ပေါင်ဘရောင်းပါ